ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြပါစေဝန်ဆောင်ဖရဲတဲ့င်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကိုပါ online ကစားမဲ့ပေါပြီးတော့ရွှေအောင်ရှာကြံပြုလုပ်ဖို့အတွက်တားမြစ်လိုက်တဲ့တဲ့င်း AI စစ်ပန်းနဲ့နျူကလ িয়ার ပြည့်မြများကိုအစ္စရေးတိုက်ခိုက်မဲ့တဲ့င်းအိန္ဒိယလင်ပကြမှုတဦးသာတိုက်ရှင်ပြီးတော့142ဦးသေဆုံးခဲ့တဲ့တဲ့င်း အာဆင်နယ်ချင်းဆွဲမှုကြောင့်ရေဆွဲခဲ့ဥပဒေသင်များကိုကလကောပမလာမှာစတဲ့မဲ့တဲ့ရင်ပါဝင်အစားရှိတဲ့ပြည်ရင်းဒီပါဆက်ဝင်ဆောင်ဖွဲ့တဲ့ရင်တွေကိုတက်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါတယ်။အွန်လိုင်းကစားမဲ့ဖောက်ပြီးတော့ရွှေရောင်ချင်းပြုလုပ်ဖို့အတွက်တားမြစ်လိုက်ပါတယ်။ဒီသတင်းကိုတော့မြန်သူတို့ကပေးပို့လာတာပါ။ အွန်လိုင်းမှာရွှေရောင်းဝယ်သူတွေအနေနဲ့ငွေစုစာအုပ်နဲ့ရွှေရောင်းခြင်းတာလီစနစ်နဲ့ရွှေရောင်းခြင်းနဲ့ကန်ဆယ်မဲ့ဖောက်ပြီးရွှေရောင်းခြင်းများမပြုလုပ်ကြရန်ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းကအတိပေးထုတ်ပြန်ထားပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွင်မှာရှိတဲ့ရွှေလုံငန်းရှင်များရွှေဆိုင်များနဲ့အွန်လိုင်းမှာတစေရွှေရောင်းဝယ်သူများအားလုံးရွှေဆိုင်နဲ့ပတ်သက်တဲ့လိုင်းစင်များကိုမဖြစ်မနေရှောက်ထားကြဖို့အတွက်လိုအပ်တယ်လို့လည်းအတိပေးထားပါတယ်။ရွှေဆိုင်လုပ်ငန်းတစ်ခုမှာတသက်တူရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်းစဉ်စီပင်သားရေးကော်မတီလုပ်ငန်းလိုင်းစဉ် အဖိုးတန်တတူရွှေရောင်းဝယ်ရေးလုပ်ငန်းအတိအမှန်ပြည်မှတ်ပုံတင်လက်မှတ်နဲ့ကုန်စည်ထုတ်သူတို့မဟုတ်ကုန်သွယ်မှုဆောင်ရွက်သူတို့မဟုတ်ဝန်ဆောင်မှုဆောင်ရွက်သူများအားထုတ်ပေးတဲ့လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကိုရှောက်ထားရလိုအပ်တယ်လို့သိရပါတယ်။ ရွှေစင်းနှုန်းတင်ငင်ရေးအတွက်ရွှေဆိုင်များအနေနဲ့နေ့စဉ်ရွှေဆိုင်အားဖွင့်လေရှင်တက်မှတ်စင်းနှုန်းနဲ့ရောင်းချခြင်းနဲ့လိုအပ်တဲ့လိုင်စင်များလည်း၆ထားဆောင်ရွက်ပြီးရန်တက်ဆိုင်ရာဌာနများမှလိုင်းအောင်စစ်ဆေးတဲ့အခါမှာညွှန်ကြားချက်များကိုလိုက်နာခြင်းမရှိပါကထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းအသိပေးထားရလို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးခြင်းပါတယ်။အီရန်စစ်ဘက်နဲ့နျူကလ িয়ার ပြစ်မှတ်များကိုအစ်ဆွေးတိုက်ခိုက်လိုက်ပါတယ်။ဒီတင်ကတော့ငင်းကြောင်ဝါပြပူလာတာပါ။ အိန္ဒိယနိုင်ငံဂူဂျာရက်ပြည်နယ်အာမီတာဘတ်မြို့မှာဖြစ်ပွားခဲ့တဲ့ခီးတည်တင်လေးပြကြမှုမှာတအုပ်ဝက်အသက်ရှင်လွတ်မြောက်ခဲ့ပြီးတော့142ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ပြကြခဲ့တဲ့လေးဟာအိန္ဒိယလေကြောင်းလိုင်းပိုင်းဘိုအင်း689ဒရင်းလိုင်းနာမျိုးစားလေယာဉ်ဖြစ်ပြီးဒေသစံတော်ချိန်နေ့လယ်တနာရီ43မိနစ်မှာပြကြခဲ့တာဖြစ်ပါတယ်။ လေးစိတ်ကထွက်ခွာပြီးတော့9မိနစ်ကြာမှပြစ်ကြခဲ့တာဖြစ်ပြီးအာမီတာဘက်မြို့မှာရှိတဲ့စိတ်ကောလိတ်ထဲကို ပြစ်ကြခဲ့တာပါ။လေရင်ပေါ်မှာလေးအမှုတန်းတွေပါဝင်140ဦးပါရှိခဲ့ပြီးတော့တအူးတဲ့တော့တက်ရှင်ချင်းသူကပြည်ထောင်နိုင်ငံသားဖြစ်တယ်လို့သိရပါဗျ။ အဆိုပါလေယာအမီတာဘတ်ကနေအင်္ဂလန်နိုင်ငံလန်ဒန်မြို့ကိုပြန်တမ်းမဲ့လေယာဉ်ဖြစ်ပြီးလေယာဉ်မှုဘက်ကလေယာဉ်မပြတ်ကြခင်ဘလို့အရေးပေါ်တတိပေးချက်မျိုးမှာပြပုတ်ခဲ့တာမျိုးမရှိဘူးလို့အိန္ဒိယလေကြာပြတ်တဲ့မူကူကဲဦးစီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်လေယာလီထဲမှာတင်မိလာပောက်ကွဲမှုဖြစ်ပွားပြီးတော့ပြကြခဲ့တာဖြစ်တယ်လို့မြင့်မြင့်တွေ့ရှိတဲ့သူတွေကပြကြခဲ့ရလို့လည်းသိရပါဗျ။နောက်ထပ်နိုင်ငံတကာတင်သဘောကိုတင်ဆက်ပေးကြပါမယ်။ အိန္ဒိယနိုင်ငံကြားမှာတဦးသာတိုက်ရှင်ပြီးတော့142တဦးသေဆုံးခဲ့ပါတယ်။ဒီတင်ကိုတော့ငင်းချန်ဝါပြပူလာတာပါ။အစ္စရေးနိုင်ငံဟာအီရန်နိုင်ငံရဲ့စစ်ဘက်နဲ့နျူကလ িয়ার ပစ်မှတ်တွေကိုဒီနေ့မနက်ပိုင်းမှာတိုက်ခိုက်လိုက်တယ်လို့သိရပါတယ်။ဒရုန်းတွေနဲ့ဒုံးကျည်တွေကိုတုံးပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးအီရန်ဘက်ကလက်တော့ပြန်တိုက်ခိုက်လာနိုင်တာတွေအတွက်တနင်္ဂနွေလုံးအစဉ်အေးပေါ်အရှိန်တက်မှတ်လိုက်တယ်လို့အစ္စရေးကကွယ်ဝင်ကြီးဌာနကသတင်းထုတ်ပြန်လိုက်ပါတယ်။ အီရန်နိုင်ငံမျိုးတော်တီဟီရန်မှာပောက်ကွဲတိုက်နေကြခဲ့ရပြီးအီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်က အစ္စရေးရဲ့ဒုံးကျည်တွေကိုဖိရှားခဲ့တာကြောင့်ထပ်ပေါ်လာတဲ့ပောက်ကွဲတိုက်နေဖြစ်တယ်လို့လည်းသတင်းတွေထပ်ပေါ်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နျူကလ িয়ার ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးစွန့်နှိမ်မှုတွေတိုးတက်လာတာကြောင့်အစ္စရေးကအီရန်ကိုတိုက်ခိုက်လာနိုင်တယ်လို့ပြောကြားခဲ့ပြီးရပိုင်းကြမှာအစ္စရေးကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးအာဂဇလန်တပုတ်ကိုလည်းလက်ခံရရှိထားပါသေးတယ်။ အာဆင်နယ်ရှင်ဆွဲမှုကြောင့်ရွေးဆွဲခဲ့ဥပဒေတင်များကိုကလပ်ကပဖလားမှာဆက်သုံးမယ်လို့သိရပါတယ်။ဒီတင်ကိုတော့ညင်းကြောင်ဝါပြပူလာတာပါ။အာဆင်နယ်တင်အသုံးပြုခဲ့တဲ့အချိန်ဆွဲရလောက်ရတွေကြောင့်ရွေးဆွဲတည်ပြုခဲ့လို့သတ်မှတ်ထားကြတဲ့ဘောလုံးဥပဒေသိရှိခုကိုမနက်ဖြန်မှာစတင်ကျင်းပမယ်။ကလပ်ကပဖလားပြန်ပွဲမှာစတင်သုံးပြုသွားမယ်လို့သိရပါတယ်။ကျင်းသုံးမဲ့ဥရီရီထဲမှာကိုသမားကဖော်လုံကိုလက်ထဲမှာ50ခန်းထပ်ပေါ်ကင်ထားရင်ပြိုင်ဘက်ကို ထောက်ခံဖို့ပေးရမယ်ဥပဒေတွေမိပြဒါမှမဟုတ်လူစားလဲမယ်ကစားသမားတွေကဘောလုံးကစားတာတွေဆိုင်ထားချိန်မှာဘောလုံးကိုထိတွေ့တာမျိုးပြုလုပ်လို့ရှိရင်ပြန်ပြန်တင်ကို free kick ပေးမယ်ဥပဒေတွေပါဝင်ခဲ့ပြီးအဲ့ဒီဥပဒေတွေဟာအာဆင်နဲ့တင်ကြပ်ရေးဆဲခဲ့တာဖြစ်တယ်လို့သတ်မှတ်ထားကြပါတယ်။ဒါအပြင်ကွင်းနဲ့တိုင်းကိုအသင်းကောင်းဆောင်ကလွှဲပြီးတော့တခြားသူတွေကစောတကတည်းရဲ့အဝါကက်ပြမယ်ဥပဒေနဲ့ပနယ်တီကန်နဲ့ခါဘောလုံးကိုတစ်ချိန်တည်းပို့ထည့်ရဲ့ပြန်ကန်ခဲ့မယ်ဥပဒေနဲ့ကစားသမားတအုပ်လုံခြုံနေရဲ့စစ်ချက်တိုင်းကို AI စနစ်ကအတိပေးမယ်ဥပဒေတွေကိုလေ ည်းစတဲ့ချက်တုံးမှာဖြစ်ပါတယ်။ဥပဒေတွေကမယုခရင်လုံးတွေတုံးပြပြီးအာသာချက်ယူရတွေကိုတားမြစ်ဖို့အတွက်ပြန်လည်လိုက်တာဖြစ်တယ်လို့သိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နာရီနေ့ကတည်းကနေပဲဖြစ်ပါတယ်။တချို့အပိတ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။